ဦးစင်းစီရောမနေ့တုန်းကအကောင့်တစ်ခုကနေမေးထားတာနေမေးခွန်းလေးတစ်ခုပေါ့နော်သူမေးထားနေမေးခွန်းကတော့အပြောဆိုတွေအသုံးအနှုန်းတွေကတော့လွဲနေအရာလေးဦးစင်းကပြင်ပေးပါမယ်သူမေးထားနေမေးခွန်းကဘယ်လိုဖြစ်နေလို့ဆိုတော့ဦးစင်းဖေရတဲ့တပည့်တော်ကိုဖြေပေးပါအောင်နဲ့ဥပဇေဆရာနဲ့တကွာကိုင်ဝတ်ထားပါတယ်အဲ့ဒါအဘသင့်သွားတယ်ကိုင်မှာအဘသင့်တယ်လို့မရှိဘူးနော်မေကုံအဲ့ဒါမှားတယ် အပြစ်ဖြစ်တယ်လို့ပြောရင်တော့အမှန်တာပေါ့လိန်လားဒဏ်လားတခုခုပေါ့နော်ကာပတဲ့သွားတယ်အဲ့ဒါကိုယ့်အကူဖရားကိုယ့်အကူတဏ္ဏကုံစောက်တင် ပြန်ပြီးတော့စင်ကြဲနိုင်သလားတဲ့မေးထားတယ်တခုအဲ့ဒါကိုယ်ရင်မာတော့ဦးဇင်းတို့အာဘတ်တဲ့တယ်လို့မရှိတော့ကိုယ်ရင်အာဘတ်လို့မှမရှိရနော်အဲ့ဒါဒီတကားမေးတဲ့မေးကုံဦးဇင်းစဉ်းစားမိတာတော့ကိုယ်ရင်ကအပြစ်တဲ့တယ်ဆိုတာဘယ်လိုအပြစ်မျိုးလဲလိန်ဒဏ်နှစ်မျိုးပဲရှိရအောင်ကိုယ်ရင်က လိန်ကြတာလားဒန်တဲ့လားလားတလို့ရှိတယ်။ဒန်တဲ့လေဆိုလို့ရှိရင်တော့ဆိုင်းရဒန်ကိုထမ်းလိုက်မယ်ဆိုရင်ဒါဥစဉ်တော့ဝီနီအပြစ်ကညိမ့်ပါလေ။လိန်ကြတယ်ဆိုလို့ရှိရင်တော့ကိုယ့်အကူတရဏကုံစောက်တည်ုံနဲ့ကတော့ဥစဉ်တော့မစင်ကြနိုင်ဘူးနော်။လိန်ကြတယ်ဆိုတော့ရှင်းသားမနေအနေထားကနေလျှော့ကြသွားတာသူကအသွင်လောက်ပဲကျန်တာ။အဲ့ကြတော့ စင်ကြင်နေဆိုလို့ချင်းတရဏဂုံပြန်ပြီးတော့ထပ်ပင်နိုင်တော့တဲ့ရဟန်းတစ်ပါးပါစီမှာတွားပြီးတော့ဒါတရဏဂုံပြန်ပြီးတော့တောင်းမှတရဏဂုံပြန်ပြီးတော့ခံယူမှအပြစ်ကစင်ကြင်နိုင်တယ်လို့ဒီလိုမှတ်ရမှာဖြစ်တယ်ပေါ့နော်ဒါလို့ဆိုလို့ချင်းနားလည်လိမ့်မယ်လို့ထင်ပါတယ်ကိုယ့်အကူတရဏဂုံစောက်တယ်လို့မရဘူးလိန်ကြလိမ့်မယ်ဆိုရင်တော့ဒဏ်အပြစ်ဆိုလို့ချင်းတော့ဒဏ်ထမ်းလိုက်ရင်ပျောက်တယ်ဒဏ်တောင်းပြီးတော့ဒဏ်ထမ်းလိုက်ပေါ့နော်ဆိုင်ရာဆရာသမားတွေထမ်းလိန်ဆိုရင်တော့ တရဏဂုံထပ်ပြီးတဲ့ရဟန်းတစ်ပါးပါထံမှာတရဏဂုံထပ်ပါတရဏထောက်စရာသိပါတယ်နော်စင်သာမဏေစဝတ်တော်မှာတရဏဂုံထပ်ပြီးတော့ဝေရတာပဲနိအဲကြတော့တရဏဂုံထပ်လိုက်မယ်ဆိုလို့ရှင်စင်သာမဏေအဖြစ်ကိုပြန်ရောက်သွားတဲ့အတွက်ကြောင့်စင်ကြယ်တယ်လို့ဦးဇင်းတို့ပြောလို့ရပါတယ်ပေါ့